တော့ဒီနေ့ပုံမြင်လေးတစ်ခုပြောပြမယ်ဗျာနော်အဲ့ဒီပုံမြင်လေးတည်းကဇက်ကောင်ဇက်ကောင်ရဲ့လှုပ်ဆောင်ခြင်းလို့ပေါ့နော်ဘဝမှာတစ်ခါလေကြာရင်ဂျင်းတဲ့ချက်တည်းမှာရှောင်းနေတဲ့အခြေအနေတွေရှိတတ်တယ်ပေါ့နော်အဲ့အချိန်ကျရင်ကိုဘယ်လိုလုပ်မလဲဆိုတာလေးပေါ့ဘယ်လိုဆုံးဖြတ်ချက်ချမလဲပေါ့နော်ဆုံးဖြတ်ချက်ကအရေးကြီးပါတယ်နော်အဲ့တော့အဲ့ပုံမြင်လေးကဘာလဲဆိုတော့တစ်ခါကတော်ရီတော်မှာပေါ့နော်အကြီးနေတဲ့တမင်မာကြီးတကောင်ရှိတယ်ပေါ့ ိုက်သွင်းမကြီးကသူကသူ့ရဲ့တော့ကနေပြီးတော့နောက်တော့တော့ဖြတ်ပြီးတော့သူကအစာရှာထွက်တာပေါ့နော်အဲ့ချိန်မှာပဲဘာဖြစ်လဲဆိုရင်သူ့ရဲ့ကိုယ်ဝင်အရင်မကြီးဖြစ်နေတယ်ဒီဖိုက်ကလည်းသူကနောက်တော့တော့ဝင်လဲဝင်ရောဖိုက်ကနာလာတယ်နော်ဖိုက်ကနာလာပြီးတော့သူမိဖွားကျင်လာတယ်ပေါ့နော်အဲ့ချိန်မှာပဲမမျောလင့်မဲနဲ့သူကမိဖွားဖို့နေရာကိုရှာရင်းနဲ့သူ့ရဲ့ညာဘက်ခြမ်းကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ သူ့ကိုချောင်းနေတယ်မုတ်ဆိုးတကောင်ကိုတွေးလိုက်ရတယ်ပေါ့နော်။အားအဲ့မှာသူတိလိုက်တယ်။ဟောငါ့ကိုမုတ်ဆိုးချောင်းနေပါလား။ငါ့ကိုမုတ်ဆိုးဖြစ်တော့မယ်။ဘာနဲ့တော့အာမဖြစ်ဘူးငါ။ဘယ်ဘက်ချမ်းကငါ꿰လိုက်မယ်ဆိုပြီးဘယ်ဘက်ကို꿰မယ်ကြံလဲကြံရော။ဘယ်ဘက်မှာလဲသူ့ကိုခုံအုပ်ဖို့ပြင်နေတဲ့ချင်းတကြီးတကောင်ကရောက်နေ။အားအဲ့မှာသူစဉ်းစားပါပြီ။အားငါ့မှာကိုဝင်ကြီးနဲ့ငါကလေးမွေးဖို့လုပ်နေတာ။ဟောငါဘယ်ဘက်မှာကြတော့လဲ။ဘယ်ဘက်ကိုသွားပြန်တော့လဲ။ မိုးဆိုးကငါ့ကိုချောင်းနေတယ်။ဟောညာဘက်ကိုကြည့်ပြန်တော့လေညာဘက်မှာချင်းသိက်ကလည်းငါ့ကိုစောင့်နေတယ်။ကဲဘယ်လိုလုပ်မလဲ။ကဲရှေ့ဆက်သွားမယ်ကွာဆိုရှေ့ကိုသွားမယ်လှုပ်လိုက်တော့လေရှေ့မှာရေအရှင်ဟုန်နဲ့စီးဆင်းနေရဲ့မြေချောင်းကြီးပေါ့မြေကြီးတစ်ခုကရှိနေ။အဲ့မြေကြီးရဲ့ကိုသူဆင်းလိုက်လို့ရှိရင်လေရေစီးတဲ့မျိုးပါပြီးတေမလားရှင်မလားဆိုတာသူ့ကိုယ်သူလည်းသူသိမှာမဟုတ်ဘူး။ဟောမသေးကြတဲ့အကြောင်းတရားပဲ။နော် ဲ့လိုဆိုလို့ရှိရင်သူရှေ့ဆက်သွားလို့ရေနစ်တယ်ဆိုလို့ရှိရင်လေရေထဲမျောပါသွားရင်မိခင်ရောကလေးရောဆုံးရှုံးသွားနိုင်တယ်။ကဲဘယ်ဘက်ကိုသွားပြန်တော့လဲဘယ်ဘက်မှာချင်းတကြီးကစောင့်နေတဲ့အတွက်ကြောင့်မိခင်ရောကလေးရောဆုံးရှုံးမှာပဲ။ညာဘက်ကိုကြည့်ပြန်တော့လဲညာဘက်ကမိုးဆိုးကစောင့်နေတာဆိုတော့မိုးဆိုးမြားချက်နဲ့တည်ရင်လည်းနှစ်အောင်လုံးတည်ပါပဲ။ကဲအဲ့ဒါနဲ့မထူးဆိုပြီးသူကနောက်ပြန်ဆုံးမယ်ကွာဆိုပြီးသူနောက်ပြန်ဆုံးမယ်လှုပ်လိုက်တဲ့အခါမှာကန်းဆိုးကျင်တော့တော်မီရလောင်းနေ။ဟာ ကဲဒီလိုအခြေအနေမှာကျွန်တော်တို့ဘယ်လိုလုပ်ကြရမလဲပေါ့နော်။ဟောသူ့နေရာမှာဝင်ပြီးစဉ်းစားကြည့်ရပါဘူး။ကဲဒီလိုအခြေအနေမှာငါတို့ဘယ်လိုလုပ်ကြရမလဲ။ဟာအဲ့အချိန်မှာသူကတင်မြမာကြီးကသူကစဉ်းစားရတယ်။တင်မြမာကြီးကကဲမထူးတော့ဘူး။ဒီကလေးကိုငါဒီနေရာမှာအပြီးမွေးလိုက်တာအကောင်းဆုံးပဲဆိုပြီးတော့သူကတခါတည်းအဲ့နေရာမှာပဲလှဲချလိုက်တယ်ဖြစ်ချင်အောင်ဖြစ်ဆိုပြီးတော့လှဲချလိုက်တယ်။ဟော။ကဲဇလန်းလေးကဒီမှာအဲ့အချိန်မှာပဲမဖြစ်သွားမလဲဆိုရင် တမင်မကြီးကတေသွားမလားကလေးတွေကရှင်သွားမလားဆိုတာကတော့စက်ပြီးနားထောင်ပြီပါเนาะအဲ့တော့ကံဆိုတာတခါတလေမှာအဲ့လိုမျိုးကိုက်ဆံမှုတွေရှိတတ်ပါတယ်เนาะအဲ့ချိန်မှာပဲသူကကလေးကိုသူကဆုံးဖြတ်ချက်သူအမြန်ချလိုက်ပြီးတော့သူကနေကြီးပေါ်ကိုဘုံကနန်းသူလှဲချလိုက်တဲ့အချိန်မုတ်ဆိုးကမြားနဲ့ပစ်တာနဲ့မုတ်ဆိုးကလည်းပြန်မြားမြားမြားနဲ့ပစ်ချလိုက်တယ်ပစ်လိုက်တဲ့အချိန်မှာသူကအောက်ကိုအပြုတ်ကြမြားကအလှုပ်ဆိုတော့သူကမြားကို ရှောင်ပြီးသားဖြစ်သွားတယ်ဖြစ်သွားပြီးတော့သူ့ရဲ့စက်ညစ်ဘက်မှာရှိတယ်မိုးဆိုးရဲ့စက်ညစ်ဘက်မှာရှိတယ်သူကချင်းသိကြီးကိုတွားမှန်တယ်ချင်းသိကိုတွားမှန်တဲ့အခါမှာချင်းသိကနာကျင်ပြီးတော့ချင်းသိကဘာဖြစ်လဲဆိုရင်ဖတ်ပြေးသွားတယ်ဒါပေမဲ့အဲ့လိုဖတ်ပြေးသွားတဲ့အချိန်မှာပဲကောင်းကင်ကြီးကလည်းသူကရုတ်တရက်ဆိုသလိုမဲမောင်လာပြီးတော့မိုးချိုးတွေပြစ်ချပါလေရောအဲ့ဒီမိုးချိုးဒဇင်းကလည်းဘု து သွားမှန်လဲဆိုရင်မိုးဆိုးကြီးကိုသွားမှန်တယ်အဲ့ဒီမိုးချိုးဒဇင်းကနော်အဲ့ဒီမိုးချိုးဒဇင်းက မိုးဆိုးကြီးကိုမှန်လိုက်တဲ့ခါမိုးဆိုးကြီးကလည်းပွဲချင်းပြီးတည်ဆုံသွားတယ်ဗောနော်အဲ့မှာပဲကဲအဲ့ဒီမှာလျှက်စီးတွေနဲ့အတူဘာဖြစ်လာလဲဆိုမိုးတွေကလည်းရွာချလာတယ်မိုးတွေကရွာချလာတဲ့ခါတောမီးကလည်းအလိုလျောက်ငြိမ်းပြီးသားဖြစ်သွားတယ်နော်ဘဝမှာတစ်ခါတလေကန်ဆိုးတယ်လို့ထင်ထားပေမဲ့လည်းကိုယ့်ရဲ့ဆုံးမြတ်ချက်တွေကရွေးချယ်မှုမှန်သွားတဲ့ခါကျရင်လည်းကန်ကောင်းခြင်းတွေကအလိုလျောက်ဖြစ်ပေါ်လာတတ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကကန်ဆိုးတယ်ဆိုပြီးတော့လည်း ရုပ်ရော့မနေပါနဲ့ကိုကညံသုံးမယ်ဖြစ်တဲ့နာဖြစ်တဲ့နာနဲ့ဖြစ်တဲ့နာတွေကိုကိုကစဉ်းစားရမယ်နော်အဲ့လိုစဉ်းစားပြီးကိုကဝရိယအားတွေလုံးဝတတိတွေနဲ့ပေါင်းဆိုင်ပြီးတော့လို့ရှေ့ကိုဆက်ရမယ်ဆိုတော့ဒီဝတ္ထုလေးကကျွန်တော်တို့ဘဝသင်ခန်းစာပေးတယ်ပေါ့နော်ကဲလူကြီးမင်းတို့ကဘယ်လိုမျိုးမြင်လဲဆိုတာကျွန်တော်အောက်က comment လေးတွေမှာပြောလို့ရပါတယ်နောက်ထပ်ဒီလိုမျိုးပုံမြင်လေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော် ကြိုက်တယ်လို့ comment လေးမှာရေးပြပါဗျာเนาะကျွန်တော်ကတော့ကျွန်တော်ရဲ့ကလေးတွေဆိုလို့ရှိရင်ကျွန်တော်ညာတိုင်းကျွန်တော်ဒီလိုပုံမြင်လေးတွေကိုကျွန်တော်ပြောပြီးဆုံးမလေးရှိတယ်ဗျာဟုတ်အားလုံးကျေးဇူးတင်ပါတယ်